ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာ BM Electronic မှကျေးဇူးပါတယ်အခုပြင်ပြတော်မှာကတော့ဒါမျက်နှာချက်ပံကပေါ့နော်မျက်နှာချက်ပံကကိုပြင်มาဖြစ်ပါတယ်ဒီမျက်နှာချက်ပံကအမျိုးအစားကပြင်ရတာအရန်လွယ်ပါတယ်ဒါပေမဲ့ဒီကောင်ကဟိုပြင်ရတာအရန်လွယ်တယ်ဆိုပေမဲ့ပြက်လို့ရှင်လဲဟိုတကယ်ပြက်လို့ရှင်ပေါ့နော်အချိန်ကြာပြီးတော့သူက ဟိုနှစ်နဲ့ချီကြာပြီးတော့ပြတ်တဲ့အချိန်မှာပြတ်တယ်ဆိုရင်တော့ပြင်လို့မရပါဘူး။ဘာလို့လဲဆိုတော့ तू ကဟိုပါပေါ့အဲထန်ကွိုင်းလို့ပြောလို့ရတယ်။အဲကွိုင်းမျိုးစောက်ပတ်ထားတာ။ဒါပေမဲ့ကွိုင်းပြန်လဲပြီးတော့ကြီးကွိုင်းထည့်မယ်ဆိုရင်တော့ပြင်လို့ရပါတယ်။သူပစ္စည်းကို तू ပြန်သုံးမယ်ဆိုရင်တော့အဲအဲ့လိုအရန်အချိန်ကြာသွားတယ်ဆိုရင်ပြင်လို့ခတ်တာပေါ့နော်။ ုံမှန်တိုင်းရတော့ပြင်လို့လွယ်ပါတယ်ဟုတ်ပြီဒါသလို့ရှိရင်မူလီစပြီးတော့ဖွင့်ပါမယ်တခါလေးတန်းပြီးတော့ဒီဒီအပေါ်အုံပေါ့နော်ဒီအပေါ်အုံဘာမှမလုပ်တော့ပါဘူးဒီအပေါ်အုံနောက်မှကင်မယ်ပုံမှန်သလို့ရှိရင်ကျွန်တော်ဒီဒီကျိုးကိုအရင်စစ်တာဒါပေမဲ့အခုကဒီကျိုးကိုမစစ်ဘူးဒီအပေါ်ကဒီခိုင်းကိုဒီက sorry ဒီခိုင်းကိုဖြုတ်ချပြပါဒီမှာခိုင်းကိုဖြုတ်ဖို့ကမူလီနှလုံးပဲရှိပါတယ်အိမ်မူလီနှလုံးပြုတ်ပြုတ်ပြီးရင်ဒီလိုဆွဲလိုက်လို့ရပြီသူကဒီလိုဆွဲချွတ်လိုက်ရင် ချွတ်ထွက်သွားတယ်ဒါပဲကြက်ပြီးတော့ဒီအုံဖြုတ်မှာဒီအုံဖြုတ်တာတော့ကျွန်တော်ကြော်လိုက်တော့မယ်မရိုက်ပြတော့ဘာလို့လဲဆိုတော့ဒီမှာမူလီလေးရှိတယ်ဒါလှည့်ဖြုတ်ရုံမှာဒါကတော့ခုနမူလီကိုဖြုတ်ပြီးသွားတဲ့အနေအထားဖြစ်ပါတယ်ဒီကျိုးကကျွန်တော်ဖြုတ်ထားတာပြကျွန်တော်ဒီမှာ coin ရှိတယ်ဒီ coin မှာဒီ coin ရဲ့နှစ်ဆကို AC နှစ်ဆနဲ့ချိန်လိုက်တယ်ဒီက coin ကတန်လိုက်စကွင်းဖြစ်သွားတဲ့အချိန်မှာဒီမှာတန်လိုက်တုံးရှိတယ်ဒါပါပဲ အဲ့ဒါစကွင်းဖြစ်ပြီးဓာရက်ဓာရက်ထလဲတာပါဟုတ်လားဒီလိုလဲတာဒါပါပဲဒီတော့ဒီအစနှစကကွန်နက်ရှင်မိနေလားဆိုတာကိုကြည့်ရမယ်မမိနေဘူးပေါ့နော်ဒီလိုမျိုးထောက်ပြီးတော့ဒီအစနှစကအထက်မှာ꽌ရှိမယ်ဗျာ꽌ရောကျွန်တော်ထောက်တိုင်းလိုက်တဲ့အချိန်မှာမိမနေဘူးဒီပိုင်းနေဘူးကြော်တယ်မရိုက်ပြတော့ဒါကိုအရင်ဖြုတ်လိုက်ပါ ီးတော့မှအဲ့ coin size ကိုတိုင်းပြမှာမူလီ၃လုံးကိုဖြုတ်လိုက်တော့ဒီကောင်ကဒီလိုပေါ့နော်ဒီလိုဖြစ်သွားမယ်ဒီဒီဒါ coin တော့ကွန်တုကိုတစ်ချက်ဖယ်ထုတ်ရမှာသူကဒီမှာဒါကကျွန်တော်တိတ်နဲ့ကတ်ထားတာခုနဖြုတ်ပြီးပြီဗီဒီယိုရိုက်မယ်ဆိုပြီးတော့မလုပ်ပြ ဒီမှာ coin တစ်စားရှိမယ်ပြီးတော့နောက်နောက်ထပ်တစ်စားဒီမှာရှိမှာအဲဒီမှာပေါ့နော်ဒီမှာပေါ့ဒီမှာတစ်စားရှိမယ်ဒီမှာတစ်စားရှိမယ်အဲ့နှစ်စားကိုအဲ့နှစ်စားကိုဒီဟိုအနေမီတာနဲ့ထောက်တိုင်းလဲလို့ရှိရင်အဲ့နှစ်စားကတက်နေရမှာမီတာတက်နေရမှာပေါ့နော်အခုမီတာကိုတန်အောင်စကီးမှာထားလိုက်တယ်ဒီမှာထောက်ကြည့်တော့ မီတာတက်တယ်เนาะရပြီဒါဆိုရင်ခုနကတော့ပြတယ်လို့ပဲဒီမှာအဲကိုယ်ရောမှာပဲဒီမှာတစထောက်လိုက်တယ်เนาะဒီမှာနောက်တစရှိမယ်ထောက်လိုက်တယ်မီတာမတက်ဘူးတွေ့လားဒါပါပဲအဲ့တော့ပြတ်တာပေါ့အဲ့လိုဆိုတော့ကျွန်တော်ဒီကျိုးကို ဖြုတ်ပါ

ဲ့တော့ဘာလုပ်မလဲဆိုတော့ဒီ coin ကိုအာဒီ coin အခုတော့ပြည်ကျင်းနေပြီဒီ coin မှာတတိထားမိတဲ့အချက်ကချိတ်လောင်းမထားဘူးအကယ်၍ဒီ coin ကချိတ်လောင်းထားတဲ့ coin သာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်အရင်ဆုံးအဲ့ချိတ်ကိုဖျော်ချအောင်ပါပထမအဲဟိုကပထမဒီအချိတ်ဆက်လား blender Blender ပြုပြင်တဲ့ဗီဒီယိုမှာကြည်ဘူးတဲ့သူတွေဆိုရင်သိမှာပါ ပြန်သွားကြည့်လိုက်ပါအဲ့ချိတ်ကိုဗီနီဂါနဲ့ဖြော်ချတဲ့နည်းကိုပြောပြထားပါတယ်အဲ့အဲ့ပုံစံအတိုင်းချိတ်ကိုဖြော်ဖြော်အရင်ဖြော်ချရမှာဖြော်ချပြီးတော့နောက်ဆုံးပြီးတော့မှဒီကွမ်းရောအခုပြန်ဖြည့်ရပါတခုတတိထားကမှာက กว่ายโอมะผีกินตะคุตรีทามากะดีกว่ายปัดทาได้อะยิบบะบลูเย่ยะมะเลยสรอกดีมาดีจูชิมะจูชิได้บักกะ2ซากะမိမိဘက်မှာမဟုတ်ဘူးတခြားဘက်ကိုရောက်နေတယ်ရောက်နေတဲ့အချိန်မှာဒီကျိုးကိုပတ်တာနိုင်လက်တန်အတိုင်းပတ်တယ်ဒါပါပဲထားလေးကိုသတိထားရင်ရပြီ တစားကဒါဟိုးအောက်ကူအောက်ဆုံးကိုရောက်နေတဲ့အစအစနဲ့ချိန်ထားတဲ့တစားနောက်တစားကကြတော့ဆုံးသွားတဲ့အစနဲ့ချိန်မဲ့တစားဒါပါပဲဟုတ်ပြီဒါဆိုရင်ကျွန်တော် ဖြီးပါမယ်တခုခုပါဒီဒီကျိုးကိုပတ်ကပဲပေါ့နော်ဒါကတော့ဟိုပါပေါ့နော်ဖုန်းစတန်လေးဖုန်းစတန်အဟောင်းလေးအဲ့ဒါလေးကိုထောင်ပြီးတော့ကျွန်တော်ပတ်မှာပါဘာမှပတ်မှာလဲဆိုတော့ဒီဒီဘူးမှာဒီကျိုးကိုပဲဖြစ်နိုင် ပြန်သုံးပါ တကယ်လို့မသုံးညင်မဲနဲ့ကျိုးခိတ်ကိုတိုင်းပြီးတော့ဟိုဟိုជីကျိုးကိုထည့်ကျင်နေဆိုရင်လည်းဒါကိုယ်တဘောပါပဲပိုကောင်းတာပေါ့နော်ဒါပေမဲ့ကျွန်တော်ជីတဲ့အချိန်မှာဒီကျိုးကကောင်းတယ်လို့ယူဆတယ်ဘာလို့လဲဆိုတော့ तू ကဒီជីကွိုင်းนี่ကជីကွိုင်းนี่ကဒီလိုဟိုကျိုးပြတ်တာဘာညာအဖြစ်နေတယ်ဒန်ကွိုင်းนี่ကကြတော့ အဖြစ်များတယ်ဒါပေမဲ့ तू ကအရင်အသွေးပြက်ပြီပေါ့ဗျာအတိုင်းတာတကူဒီသုံးပြီးတော့မခံတော့ဘူးဆိုလို့ရှိရင်လက်နဲ့လူခြေလိုက်တာနဲ့ဒီကောင်တွေကကြည်သွားတဲ့အမျိုးအဲ့လိုစိတ်လိုက်တယ်ဆိုရင်ပဲ့ထွက်သွားတယ်အခုဒီ coin ကိုကြည့်ရတာတော်တော်ကောင်းသေးတယ်လို့ပြောလို့ရတယ်အဲ့လိုဆိုတော့ဒီ coin ကိုနှွားမယ်ပေါ့နော်ဒါကိုဆွဲထောင်လိုက်မယ်ထောင်လိုက်ပြီးတော့ဒီဒီဘူးမှာပက်อยู่မှာ ဒါပါပဲတောင်းမလို့ကိုကြိုက်တယ်လို့ပတ်လို့ရရယ်နော်ပတ်တာအဓိကကျိုးပြတ်မသွားစေနဲ့ပေါ့ဒါပါပဲဒါကျွန်တော်ဒီဒီလိုပတ်တာတွေကိုကျွန်တော်မပြတော့ဘူးဒီမှာတစ်ဖက်ကထောင်ထားတယ်ထောင်ထားပြီးတော့ပတ်ယူပေါ့တော်တော်လေးဒီမှာကြွားရုံကျွန်တော်ရည်တံဘူးလေးနဲ့ထုတ်လိုက်တယ်လားတော်တော်လေးထုတ်ပြီးသွားတဲ့အခါမှာ ဒီမှာသူကြိုးဆက်ထားတဲ့ပုံစံကဒီမှာတွေ့လားဟိုခဲမတူထားဘူးဗျာမမြင်ရလားမသိဘူးဒီမှာတွေ့လားခဲမတူထားပဲနဲ့ဟိုကကြိုးဒီပဲကြိုးဒန်းလေးပဲလိမ်ပြီးထားတာဒါစက်ရုံတိုက်ရိုက်လက်ရဖြစ်နိုင်ပါတယ်အဲ့လိုဆိုတော့ loose ဖြစ်တာဗောနော်တမင်တကာတော့ loose ဖြစ်အောင်လုပ်ထားတဲ့ပုံစံမျိုးဒါမှပြတ်မအောင်အဲ့လိုဆိုတော့အဲ့ဒါကိုခဲတူပေးရမယ် ဒါပေမဲ့ဒီဘက်ကတစားကကျွန်တော်ဒီဘက်ဒီဘက်ဘူးမှာပတ်ထားတဲ့တစားကပျောက်သွားရင်လိန်လိန်နေလေအဲ့လိုဆိုတော့အကုန်ဖြီးဖြီးထုတ်လိုက်တော့မှလက်စနဲ့မထူးတော့တကယ်လို့ဒီလိုရေတံဘူးမှာလုတ်တယ်ဆိုတာကပုံမှန်အဖြစ်တော့မကောင်းဘူးပေါ့เนาะတကယ်လို့ကွင်ပတ်တစ်ဆက်ရှိရင်တော့ပိုကောင်းတာပေါ့ဘာလို့လဲဆိုတော့ဒီမှာတွေ့လားကျိုးတွေကအခုလိုမျိုးဒီလိုဒီလိုကြည့်လိုက်ရင် ဒီမှာကျိုးတွေကဒီလိုတွေထွက်တယ်တွေ့လားအဲ့ဒါအရန်သတိထားရပါတယ်တကယ်လို့ဒီအဲ့ရေတံမှုနဲ့ပတ်မယ်လို့ပါလို့ဆိုရင်အခုလိုမျိုးအဲပတ်တယ်ပေါ့နော်ပတ်ပြီးတော့ဒီကျိုးစားကိုယူတယ်ခဏထားမယ်ဆိုရင်အဲ့ကျိုးစားနေရာကိုဟိုဒီလိုမီးတိတ်နေပေါ့နော်မီးတိတ်နေဒီလိုကတ်ထားလိုက်ဒီလိုကတ်ထားလိုက် ဒါမှဒီကောင်ကပြီမကြမှာမဟုတ်လို့ရှိရင်ခုနလုံမျိုးကျိုးတွေကဖွာဆိုပွားပြီးတော့ထွက်သွားရင်အကေဘီများထောက်သွားတယ်လုံးသွားတယ်ဆိုလို့ရှိရင်ပြန်လောက်ရတာအခက်အခဲရှိပါတယ်တကယ်လို့ကိုတတိထားပြီးလုံရင်ထဲမှာကျိုးပြတ်သွားတယ်ဆိုရင်လည်းအဲ့ကျိုးနှစ်ခုကိုကျိုးနှစ်ဆောင်ဓာတ်နဲ့ချစ်ပြီးတော့ခြီလိုက်ခြီပြီးတော့ပြန်မြုပ်ဖုံးပေါ့နော်အဲ့လိုလုံမယ်ဆိုရပါတယ်အခုဒါကပြဿနာတော့တွေ့ပါပြီဒီမှဒီလိုမျိုးဒီလိုမျိုးလေး အဲ့မမီတမီလေးလုတ်တာလို့ဖြစ်တာပါဒါပေမဲ့ကျွန်တော်အစဆုံးဖြီထုတ်ပါတော့မယ်ဘာလို့လဲဆိုတော့နည်းနည်းလေးပဲကြံတော့တယ်ဒါမထူးတော့ဘူးဖြီထုတ်နေတဲ့အပိုင်းတော့နောက်မှပဲဟိုဖြစ်ပါမယ်ကြော်လိုက်ပါမယ်နောက်မှပဲဖြီပြီးပါမယ်ပြန်ပြပါမယ်အခုဒါဆိုရင်တော့ဒါချိုးကုံမီပေါ့နော်ချိုးကုံမီဆိုတော့အဲဒီမှာတွေ့လား ဘာမှကျွန်တော်ဒီဒီ coin တစ်ခုလုံးကိုရည်တံမှုနဲ့ပတ်ပြီးတော့ယူလိုက်တယ်အားလုံးပေါင်းဟိုလောက်ကြာမယ်မိနစ်20နာရီခွဲလောက်ကြာတယ်အားလုံးဖြီချတာအဲ့တော့ပြဿနာကဘာမှပဲတွေ့တယ်ဆိုတော့ပြဿနာဒါပဲတွေ့တယ်ဒီတစ်ခုတည်းပဲတွေ့တယ်ဒီကောင်ကြောင့်ဖြစ်တာတကယ်လို့အခုအဲဒီလိုမျိုးရည်တံမှုနဲ့ဒီ coin ကိုလုံတယ်ဆိုတာကအရင်ဆုံးပြောချင်တာဟော ါကျွန်တော်ပထမဦးဆုံးလုပ်တာဒီရေတံဘူးနဲ့ဒီကွင်ကျိုးကိုတကားမလုပ်ဘူးဆိုတော့ဒီကွင်ကျိုးကိုအစထုတ်ဖို့မေ့သွားတယ်ဒါဗီဒီယိုရိုက်ချင်လို့ပြီးတော့ကိုကိုတိုင်းအိမ်မှာလိုက်လုပ်လို့ရအောင်လို့ဗီဒီယိုရိုက်ရိုက်ပြီးတော့အဲအိမ်အိမ်လူတိုင်းလိုက်လုပ်နိုင်တဲ့ပစ္စည်းပေါ့နော်အဲ့လိုမျိုးကိုတုံးပြီးတော့လုပ်တာတကယ်တမ်းအမှန်မှန်တော့ ဟိုဟာနဲ့ပေါ့ဒီ coin ပတ်တဆက်နဲ့ဆွဲလိုက်လို့ရှိရင် rule ဆိုခဏလေးရဲ့ဝောဝောဆိုပြီးသွားမှာဒါပေမဲ့အိမ်တိုင်းမှာဘလို့မှ coin ပတ်တဆက်မရှိနိုင်ဘူးလေနော် coin ပတ်တဆက်တရားဒီ coin coin ပတ်တဆက်ဆရာတွေပဲ깟တာများတယ်ဆိုတော့အဲ့ဒီဟာကိုမလုတ်ဖဲနဲ့ရည်တံမှုမှာပတ်လိုက်တာအဲ့တော့ loose ဖြစ်နိုင်တဲ့နေရာဒီနေရာအကေဝိ ကိုကကိုခုလိုလိုက်လို့မယ်ဆိုလို့ရှိရင်ကြိုးစားအောင်လက်ကနေပြီးတော့ကင်ထားတာကောင်းတယ်ပြီးတော့မှဒီဘက်မှာရစ်လိုက်ပေါ့နော်ဒါမှမဟုတ်လေဒီလိုကြိုးစားဆွဲထုတ်ပြီးတော့ရေတံဘူးဒီဒီနေရာမှာကောက်ချီလိုက်ပြီးတော့မှဘက်ဘက်ဘက်ဆိုပြီးတော့ပတ်သွားလိုက်အဲ့ဒါမှဒီဒီအစရယ်ဒီနောက်နောက်တစရယ်ကိုတိုင်းလို့ရမှာအခုကျွန်တော်ကမြုပ်သွားပြီကျွန်တော်လည်းအခုမှစလုပ်တာဆိုတော့အဲတတိမထားမိလိုက်ဘူးပိုင်ရင်ပိုင်ရင်နဲ့မြုပ်သွားတယ်အဲ့လိုပဲ ဆိုတော့ဒီနေရာကိုခက်တူပေးမယ်ဒါဆိုရင်တော့ဒါအကုန်လုံးပြန်ပတ်ပြီးတော့ဒီအထိုင်ပြန်ချတဲ့အနေထားပေါ့နော်အဲအားလုံးမောင်းဆိုလို့ရှိရင်ဖြီတာနဲ့ကွိုင်းဖြီတာနဲ့ပြန်ပတ်တာနေရာတနားကြီးကျော်လောက်ကြာပါတယ်အမှန်မှန်တော့အဲ့လောက်မကြာဘူးသူကကျွန်တော်အကုန်ဖြီဖြီလိုက်တာအမှန်မှန်တော့မလိုဘူးတဝက်လောက်ပဲဖြီပြီးတော့ဒီမှာ အစားထွက်နေတယ်ဆိုလို့ရှိရင်တဝက်လောက်ပဲဖြီးပြီးတော့ဒီပထမပင်ကုတ်ပေါ်လာတဲ့အထိဖြီးဖြီးပြီးတော့အဲ့ကောင်ခဲတုတ်ပေးလိုက်ပြီးပြီကျွန်တော်ကကြတော့ဟိုဘက်တစ်ဖက်ကအစာဟိုရေတံဘူးမှာပက်လိုက်တဲ့အစာပျောက်သွားအောင်ပျောက်သွားတဲ့အတွက်ကြောင့်မလို့အကုန်လုံးပေါ်အောင်ဖော်လိုက်ရတာဟုတ်ပြီဒါဆိုလို့ရှိရင်ပြန်လုံးမှာပဲပြန်လုံးပြီးတော့မှာပဲအဲရိုက်ပြတော့မယ်ဒါဆိုရင်တော့လုံးဝ ပြန်လုံးပြီးသွားတဲ့အနေထားပေါ့နော်ဒီမူလီမူလီစုပ်တဲ့နေရာတွေကိုတော့ကျွန်တော်မတင်တော့ဘူးเนาะဘာလို့လဲဆိုတော့မူလီတော့အဲစုပ်တက်ရလိမ့်မယ်မူလီမူလီအောင်မလှည့်တတ်ဘူးဆိုရင်တော့ဒီကောင်လေးကိုဖြုတ်မပြင်ပါနဲ့เนาะအခုဒါဒါဆိုဘက်မှာကျွန်တော်ကြိုးထိုးပြီးပြန်ဒါဆိုဖြင့်ပြမှာ Okay why အဓိကသူပြတ်တဲ့နေရာကနှစ်ခုသုံးခုပဲရှိမယ်ဒီမှာကြိုးရှိမယ် ပြီးတော့ဒီခလုတ်ရှိမယ်ပြီးတော့ခုနကွိုင်းကွိုင်းအစနေရအဲ့ကောင်ကအခုဒါဆိုလို့ကျွန်တော်ကွိုင်းကျိုးကိုကောင်းနေထင်လို့လောက်တာနော်တကယ်လို့ကွိုင်းကျိုးကလောင်ထားတာလို့ပါလို့ဆိုဒါလုတ်လို့မရတော့ဘူးနောက်တစ်ခုကအဲ့ကွိုင်းကိုကန်လိုက်လို့အမုံဖြစ်သွားပြီဆိုလို့ရှိရင်ဒါလုတ်လို့မရတော့ဘူးပြီးတော့ကွိုင်းကိုဖြုတ်တဲ့နေရာမှာအာကွိုင်းကွိုင်းကိုဖြုတ်တာတော့မဟုတ်ဘူးပေါ့လေဘယ်လိုလဲဖြီထုတ်တဲ့နေရာမှာတတိထားပါ ာလို့လဲဆိုတော့အဲ့ကောင်ကဟိုအဲ့လိုရေတံမှုနဲ့လှုပ်ပါနဲ့လှုပ်ဆိုလို့ရှိရင်ရေတံမှုကရှိတဲ့ဟာတွေကဖွာဆိုအဲ့လိုဖွာထွက်တတ်တယ်ပြီးတော့ဟိုဘက်ကိုပြန်ပတ်တဲ့အခါကျရင်လည်းအဲ့ဟိုဟာနဲ့ညိဒီဟာနဲ့ညိအဲ့လိုညိနေတတ်တယ်ဘေးဘေးဖောင်နေပေါ့ဗျာဘေးတဖောင်နေကိုကျိုးကကြော်ထွက်သွားပြီးတော့ဖြစ်တာမျိုးတွေအဲ့ဒါမျိုးတွေဖြစ်တတ်တယ်အဲ့ဒါတစ်ချက်တည်းထားရမယ်ဒါပါပဲဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ